ကမ္ဘာထိပ်တန်းကော်ဖီရဲ့ဒူးကြရီဖန်တီးမှုအသစ် Nescafe Blend and Brew ပုံမှန်တက်စင်စားပုံမှုနူးညက်တဲ့တဘာဝကော်ဖီစစ်စစ်ရဲ့ပြည့်ပြည့်တဲ့အရာသာတစ်ကိုခံစားရင်စမ်းသစ်တဲ့စိတ်ကူးနဲ့ခြေလန်းသစ်တွေကို Nescafe Blend and Brew နဲ့အတူစတင်လိုက်ပါ မင်္ဂလာပါရှင်7 TV ရဲ့ Facebook တွင်ခဏကနေကြိုဆိုပါရစေဇူလိုင်လ31ရက်နေ့မနေ့ကလူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာရေပန်းစားခဲ့တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးတစ်ခုအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ဆွေးဆွေးနေတဲ့မိဘတွေကစေဘုံငွေလိုတဲ့အချိန်မှာကလေးငယ်တွေကိုထိုးရောက်ဖို့ကြံစီနေတဲ့အငယ်၃ယောက်ကိုခေါ်ယူပြီးထွက်ပြေးခဲ့တဲ့ကလေးငယ်တူရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီအကြောင်းအရာကို Professor ဝင်းမြတ်ရဲ့ Facebook စာမျက်နှာကနေဆွေးဆွေးနေတဲ့အဖေမေတို့ကစေဘုံငွေတသိန်းနဲ့ကလေးတွေကိုရောက်ဖို့ကြံလို့အာဟာရပြက်လက်နေတဲ့အငယ်၃ယောက်ကိုခေါ်ယူ ထွက်ပြေးလာပြီးမိုးမေဆေးရုံမှာဆေးကုသမှုခံယူနေတဲ့၁၂နှစ်အရွယ်သမီးငယ်၅နှစ်အရွယ်ကလေးကတော့ဆေးရုံရောက်မှသေဆုံးသွားပြီးအခုအခါရက်၂၀သားတယောက်ရဲ့၂နှစ်အရွယ်တယောက်သာကျန်ရှိပါတော့ကြောင်းကနဦးသိရှိရပါတယ်။နှစ်ကလေးကလည်းမနေ့ကထပ်မံဆုံးမသွားကြောင်းသိရှိရပါတယ်။ဒါကြောင့်၁၂နှစ်အရွယ်ကလေးနဲ့တလားမပြေသေးသောကလေးငယ်သာကျန်မာတော့တယ်လို့အစာကြီးရေးသားပြီးဓာတ်ပုံအနေနဲ့အတူဖော်ပြခဲ့တဲ့အတွက်လူမှုကွန်ရက်ပေါ်မှာပြန်နှံလာခဲ့တာပဲဖြစ်ပါတယ်။ဒီကလေးမလေးရဲ့အမကြီးအမိရာစိတ်ထားကိုတော့မလေးစားပဲဖြစ်နေနိုင်ပါဘူး။မိုးရစေးရဲ့စိုးတို့ကို ဒီကလေးတွေကိုပါတက်ရောက်စေတာပဲတောင်ထဲမှာအဲ့လိုကလေးတွေအများကြီးပါမိဘတွေကဆေးဆွဲပြီးကလေးတွေကိုပြစ်ထားကြတာနေဆက်တဲ့တောင်ထဲတွေမှာတာဝန်ကြဝူးတဲ့ဝန်ထမ်းတွေတီးကြပါတယ်ဆိုပြီးသူတို့တီးတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး Facebook သုံးဆွဲသူတွေကမှတ်ချက်တွေရေးသားခဲ့ကြတာကိုလည်းတွေ့ခဲ့ရပါတယ် နောက်ဆုံးတစ်ခုအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ online ကနေ N95 mask ဝယ်ယူရတဲ့အခါမှာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုမျှဝေထားတဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကို Facebook သုံးဆွဲသူတူကနေကျွန်တော်ခံလိုက်ရတာသိအောင်လို့ပြီးတော့နောက်လူတွေလည်းမခံအောင်လို့ပြောပြခြင်းလိုပါ။ကျွန်တော်မနေ့ညနေက online ကနေ N95 mask ကိုမှာယူခဲ့ပါတယ်။သူတို့ပြထားတဲ့ပုံတိုင်းမှာယူခဲ့တာပါ။သွားယူရတာကကဘာကြီးကမ်းမတိုင်မှာဆိုတော့ AACC တေချာစေယူဖို့ကားရက်ဖို့ဘလို့မှအဆင်မပြေခဲ့ပါ။ဒါကြောင့်လာပေးတဲ့အိမ်နဲ့ထည့်ထားတဲ့အတိုင်းပတ်စံ2000တခုကို2010ခုကိုပေးချေ ခဲ့ပါတယ်။အင်းရောက်တော့လည်းအလုရှုပ်နေရတယ်။တေချာမကြည့်ဖြစ်ခဲ့ပါဘူး။ဒီနေ့ညနေမှာတေချာကြည့်လိုက်တော့အမလေးပြအောက်ကပုံမှသာကြည့်ပါတော့။အဆိုပါ2000နာမတ်ကိုမျက်နှာမှာတက်ဖို့တည်ရချိုမိမခေါင်းစီချိုးလာပါလားမသိကိုဆွဲလိုက်ရင်ပဲဘေးနာကစတက်ပလာနဲ့ချုပ်ထားတာတွေကပြဲထွက်ပြုတ်ထွက်ပါကုန်ရော။ ဟုတ်ကဲ့2000နန်းစစ်ပါခင်ဗျာဒုက္ခရောက်လို့ဈေးကြီးဝယ်တာကိုခင်ရတာပါခင်ဗျာလို့အစာကြည့်ပြီးမကောင်းတဲ့ပစ္စည်းကိုလိန်ရောင်းခဲ့တဲ့အကြောင်းကိုအသေးစိတ်ရေးသားပြီးဓာတ်ပုံနေတဲ့သူဖော်ပြခဲ့တဲ့အတွက်လူမှုကွန်ရက်ပေါ်မှာပြန်လည်လာခဲ့တာပဲဖြစ်ပါတယ်အံ့ဩတယ်နော်လူတွေလူတွေကလိန်ကကြစ်မျိုးတို့မလားမတ်ကလည်းထမင်းကြော်ထဲထဲပေါ်ဘူးကြာနေတာပဲဆိုပြီး Facebook သုံးဆဲသူတွေကဝေဖန်တဲ့မှတ်ချက်တွေမျိုးမျိုးရေးသားခဲ့ကြတာကိုလည်းတွေ့ခဲ့ရပါတယ်ဒီနေ့အတွက် Facebook ခင်ခဏကတော့ဒီလောက်ပါပဲ 70D ရေးသားများအားလုံးရှင်လန်းချမ်းမြေကြပါစေလို့ဆုမွန်အောင်တောင်းပေးလိုက်ပါတယ်ရှင်